MSP ဒီကားထဲမှာဆိုလို့ရှိရင်လေဒီ day ပေါ့အဲသပင်အားစကျွန်တော်အဲ့လိုအခုလိုမျိုးပုံစံမျိုးလေးတွေနဲ့ကြော့ရော့ပြီးတော့တရုပ်ဆောင်လာတာပေါ့နော်ဘာလို့စီကမ်းရှိရလဲကလေးဆိုတာကလေးလို့နေရတယ်ကွာနေပရိသတ်တွေအတွက်လည်းဒါသူတို့ဂျင်းတတ်မယ်လို့ယုံကြည်ပါခင်ဗျာဟုတ်ဟုတ် MSP ကျွန်တော်ကျေးဇူးတင်ပါတယ် DTU ဆိုတဲ့ ဒီဇက်ကောင်လေးကကျွန်တော်ဟုတ်ကဲ့ပါအဲဒီနေ့လေးကတော့မြူနင်းတို့ထာဝရဝေဆိုတဲ့ရုပ်တံဇက်လန်းတွေမှာကျွန်တော်က DG ဟုဆိုတဲ့ပေါ့နော်ဇက်ရုပ်လေးအဖြစ်ပါဝင်ပြီးတော့သေုပ်ဆောင်တာရဲဖုန်းချိန်ကဖြစ်ပါတယ်ခင်ဗျအဲကန်ဘက်ကတော့အများနဲ့ကန်ထွက်နေတာပဲပေါ့နော်ပရိသတ်တွေကလည်းအဓိကကတော့ပရိသတ်မြင်ကျင်တဲ့ပုံစံလေးပေါ့ကျွန်တော်အရှိမလဲအဲ့လိုရိုးရိုးတသားလေးနဲ့အဲ့လိုလေးပေါ့ဘာမှမပါဘဲနဲ့ရိုက်ထားတဲ့အပိုင်းလေးဟိုဟာဇက်ကားတွေပဲရှိခဲ့တာဆိုတော့ ဒီကားထဲမှာဆိုလို့ရှိရင်လေဒီ day ပေါ့အဲသပင်အားစကျွန်တော်အဲ့လိုအခုလိုမျိုးပုံစံမျိုးလေးတွေနဲ့ကြော့ရော့ပြီးတော့တရုပ်ဆောင်လာတာပေါ့နော်။နယ်ပရိသတ်တွေအတွက်လည်းဒါသူတို့ကျင်နဲ့မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ဟုတ်။ဟိုအဓိကကတော့ကျွန်တော်ကအဲ့လိုอืมအဒီရဲ့ဒီ Snow White Villa ကိုရောက်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဖြစ်တည်မှုပေါ့နော်။ကျွန်တော် DGU ဆိုတဲ့ဒီ character ကြီးကိုမပြောက်ပါအောင်ကျွန်တော်ထိန်းပြီးတော့တရုပ်ဆောင်လာတယ်ပေါ့။အဓိကကဘာလဲဆိုတော့ကျွန်တော်တို့ ပေါ့နော်အသက်အရွယ်ရငယ်တယ်ပေါ့နော်ဆောင်းလင်းဖြူပါတုံးနှစ်လောက်ငယ်တာအဲ့ဒီဆောင်းလင်းဖြူရဲ့ဒီ live တကူလုံးကိုကျွန်တော်ကအကုန်လုံးသိသွားတဲ့အချိန်မှာကျွန်တော်ဖြည့်ရှင်းပေးရတဲ့အပိုင်းတွေရှိတယ်အဲ့ဒါတွေကကျွန်တော်အတွက်ကပို့ပြီးတော့တာဝန်ပိုကြီးတယ်ပေါ့နော်ဒီ set တကူလုံးရဲ့ဒီ main ရဲ့ဒီစိန်ခန်းနေဆိုရင် main ခန်းနေဆိုလို့ရှိရင်အဲ့လိုမျိုးဆိုတစ်ဖက်မှာလည်းဒါနေဆက်ကြတော့ ဒါစောင်းနှင်းဖြူတို့ကလည်းအကောင်းဆုံးတရုပ်ဆောင်သားဆိုတော့ကျွန်တော်အဲ့လိုမျိုး၃ယောက်စုံတဲ့အခန်းတွေပါဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဇက်ကိုဟိုပေါ့နော်ပုံစံဟိုပါတစ်ဖက်ရည်ညွှန်းတာလွဲဝါးမှာကြောက်တာပေါ့နော်အဲ့အားလေးတစ်ချက်ကတော့ဒါကျွန်တော်တို့ပို့ပြီးတော့ဟိုပါ pressure ပို့ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်အငိမ့်ဇက်ဆိုတာကအဲကျွန်တော်က အဓိကကဘယ်လိုလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဇက်ကိုကျွန်တော်ကရွေးတယ်ကျွန်တော်ဇက်တွေကိုအများနဲ့ရွေးတယ်အဲရွေးလိုက်တဲ့ပုံမှာမူတည်ပြီးတော့ပါကျွန်တော်ဒရိုက်တာတွေပရိုဂျူဆာတွေကဒီနေရာမှာတော့ကျွန်တော်နဲ့ရိုက်တင်တယ်လို့ပြောရဲဆိုတော့ကျွန်တော်အဓိကကလက်ခံပြီးတော့ရိုက်ဖြစ်တယ်ကျွန်တော်စုံစုံနာပြောရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ဇက်ရုပ်တွေကိုကျွန်တော်အဲ့လိုများများချိန်မှုတရုပ်ဆောင်နိုင်မှုဟာကျွန်တော်တို့ကစီးပြီးမှာပဲရှိတယ်ဒီ CV ထဲမှာကျွန်တော်တို့ကဇယုတ်တွေကိုကျွန်တော်တို့က character တွေချိန်းနှားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရုပ်ရှင်လောကမှာဆိုရင်ကျွန်တော်တို့က ဟိုပို့ပြီးတော့မြင်သာတာပေါ့နော်ဘာမှကတ်စတင်ဝင်စရာမလိုတော့ပဲနဲ့ပေါ့ဒါပေမဲ့ series ကကြတော့ကျွန်တော်ကကတ်စတင်နဲ့သွားအဲ့ခါကျတော့ရောက်လာတယ်ကျွန်တော်ကပို့ပြီးတော့တာဝန်ပို့ကြီးလာတယ်အဲ့လိုမျိုးပေါ့အခုဆိုရင် DG ဦးဆိုရင်လည်းကျွန်တော်ຫນွေလည်းညရဲ့လာမင်ပြီးကြတဲ့ဟာဒီ DG ဦးကဒါပြိသက်မြင်ခြင်းတဲ့ပုံစံလေးပေါ့အရှိမကျွန်တော်ចောင်းစရာလို့ယူယူလေးတွေနောက်ဟိုအဲ့လိုဟိုဟာတာကားလေးတွေတကူတော့ပါသွားသေးတယ်ပေါ့နော်အဲ့လိုဟို ဆူတောင်းဆိုတဲ့ကားလေးတကားရှိတယ်အဲ့ဒီမှာဆိုလဲဟိုရွာသားလေးတွေပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ပြိသက်တွေကဟိုကိုယ့်ချစ်နေလို့ဒါဘာမှမပြောတာပေါ့အဲဒီကားလေးဆိုလို့ရှိရင်တော့သူတို့မြင်ကျင်တဲ့ပုံစံသာမြင်ရတာပဲအဲ့တော့တယောက်လည်းဒါပြိသက်တွေအတွက်ကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်ကိုယ်တိုင်ယူရွေးချယ်ပြီးတော့ရိုက်ဖြစ်တာပေါ့နော်အဲဟာတာကားကကြတော့ဘယ်လိုပြောမလဲဆိုတော့ဟိုဟိုတကယ်လည်းပြောမယ်ဆိုရင်ကျွန်တော်တို့ပညာရဲ့တခုမှာဟာတာကိုခတ်တယ် drummer တို့ဘာလို့ပို့လို့ရေလွယ်တယ်ဆိုပေမဲ့အခုကျွန်တော်တို့ရဲ့ဒီတရုတ်ဆောင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လူတယောက်ကိုရီအောင်လုပ်လို့ရလွယ်ရယ်ဒီဘက်ခါကြရင်ကျွန်တော်တို့ကငိုအောင်လုပ်ရခက်တယ်တချို့ကမြေကြီးမြေကြီးခိုင်တဲ့လူတွေဆိုရင်ဘယ်တော့မှမြေကြီးမကြောက်ဘူးအဲ့ကောင်မြေကြီးချူလို့ကလည်းခက်ပြန်အောင်အဲ့လိုမြေကြီးချူလို့တော့ကလည်းအဲ့ဒရမာဘက်ကနေပြတော့ကမြေကြီးတွေကိုလှည့်ထုတ်ပါ ဟာတာကကျတော့ကျွန်တော်တို့ကတခုခုလွဲွားတာလို့ဘာလို့ဖြစ်နေဆိုတော့ねကောက်ကြီးကြပါဘူးအဲ့ခါကျတော့ဟာတာကကျွန်တော်တို့ဘိုင်းမှာပို့ပြီးတော့ဒီတရုတ်ဆောင်ဘက်မှာကျတော့ဟာတာအခက်တယ်ဒါပေမဲ့အခုခေတ်မှာကျတော့ဟာတာကလွဲမလွန်လွန်နဲ့အကုန်လုံးကတော့သူ့ဟာနဲ့သူတို့ပညာရှိရအောင်ဒါပေမဲ့အခုဒီကျွန်တော်ရဲ့ဒီ PG ဦးဆိုတဲ့ဒီဇက်ကောင်လေးဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟိုဘယ်လိုပြောရမလဲမျိုးသိပ်ပြီးတော့ကျွန်တော်ရိုက်ခဲ့ရတာပေါ့ဆိုတော့အဲ့လိုခန်းစားချက်ကိုမျိုးသိပ်ပြီးတော့ရိုက်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဟိုဂျင်းနဲ့ပါတယ်ဒီမှာတော့ဝက်ဆိုက်လေးရဲ့ မရပါဘူး။ဘလောက်ရှိတော့လဲ၃ယောက်ကအားတိုင်ထားလို့ရရှိတယ်ပေါ့။၃ဝန်းဆိုင်တွေကတော့ရှိပါတယ်။ကျွန်တော်ရဲ့ကျွန်တော်ရဲ့နေဆက်ကြရဲ့စောင်းနေပြူရဲ့เนาะကျွန်တော်ရဲ့နေဆက်ကြရဲ့စောင်းနေပြူရဲ့၃ယောက်စုံတဲ့အခန်းကြီးဆိုလို့ရှိရင်ကျွန်တော်တွေကအဲ့လိုအဲ့လိုဟိုကျော်ဖို့ကောင်းပါတယ်အဲ့လိုကျော်ဖို့ကောင်းပါတယ်ဆိုတော့ကျွန်တော်ကတော့ကိုယ့်ရဲ့ညီလေးတွေညီမလေးတွေပေါ့ဒါရှင်ကြီးနဲ့ဒါရမုံမြင့်မြတ်နဲ့ အဲကျွန်တော်ဇက်ကောင်ထဲမှာဆိုရင်တော့ကျွန်တော် DG ဘောနေဆက်ချာနဲ့ကျွန်တော်လည်းအဲ့ဒီဟိုပါနဲ့စောင်းနေဖြူနေပါအဲ့လိုပဲကျွန်တော်တို့ကပြန်ပြန်ပြီးတော့အဲ့လိုဖြစ်ဖြစ်သွားတာဆိုတော့သုံးပွင့်ဆိုင်လေးတွေလည်းကောင်းပါတယ်ဟုတ်မြန်မာစတာပစာ